ဒီနေ့တကြံရဲ့နောက်ဆုံးလေးမှာတော့စစ်ကောင်စီရဲ့လမ်းလျှောက်တကြံတွေနဲ့ဘားရီပေါ်တဲ့စကိုးလမ်းမှာစီကားနေခဲ့ပါတယ်။ငလျင်ကြောင့်ဝမ်းနဲ့ကြေကွဲနေရခြင်းတကြံပွဲကိုအပျော်ပါးရီမပါပဲရိုးရရင်ကျေးမှုနဲ့အညီကျင်းပါမယ်လို့ကြေညာခဲ့တဲ့စစ်ကောင်စီကလမ်းလျှောက်တကြံတွေကိုအကြက်နေမီပြန်လည်လှုပ်ဆောင်ခဲ့ပါတယ်။ မြို့တော်ခမရှိကလမ်းလျှောက်တဲ့ကြံကိုလာရောက်ရေကစားသူတွေတွေ့ရတယ်လို့ပြည်သူ့အမြင်ဝင်တွေကစတုဒီတာနဲ့လမ်းလျှောက်တဲ့ကြံကိုလည်းလာရောက်သူတွေများပြခဲ့ပါတယ်။တကြံဂျိုနေကတိတ်ဆိတ်နေခဲ့တဲ့ရန်ကုန်ကအကျင့်နဲ့အတက်နေမှာတော့ရေကစားသူတွေများပြခဲ့ပါတယ်။ဒါပြင်ဘားတွေအများပြားရှိတဲ့စကိုးလန်းကတုံးမပအောင်စီကားနေတာပါ။

လမ်းမရမ်းမြေမှာလည်းဒီကစားသူတွေတွေ့ရပြီးတော့ကားနဲ့လဲနေသူတွေကိုလည်းတွေ့ခဲ့ရပါတယ်။